ီရပိုင်းမှာ International Day of Happiness ဆိုတဲ့ရက်လေးရှိပါတယ်။ကျွန်တော်တို့ပျော်ရွှင်မှုကိုဘယ်လိုမျိုးအတိတ်ပဲဖွင့်ကြလဲ။အာပျော်ရွှင်မှုစမှန်နေရပါလေဆိုပြီးတော့တို့အမျိုးမျိုးစူးစမ်းကြရတယ်ပေါ့နော်။ဆိုတော့အခြေခံထားတဲ့အရာတွေလည်းအများကြီးရှိတယ်။တချို့တွေကြတော့လည်းပစ္စည်းပေါ်မှာခြေခံတယ်တချို့ကြီးကြတော့ social connection ပေါ်မှာခြေခံတယ်တချို့ကြီးကကြတော့သဘောဝအနေချပေါ်မှာခြေခံတယ် ဆိုတော့အများကြီးအခြေခံစရာတွေအများကြီးရှိတယ်။ဒါပေမဲ့ဒီနေ့ဗီဒီယိုလေးကကြတော့ဒါတာဘာလေးကိုအခြေခံပြီးရောပြပြသွားမယ်ဆိုတာကိုတော့ဗီဒီယိုအဆုံးထိကြည့်ဖို့တော့လိုလိမ့်မယ်နော်။မြင်လာပါကျမတို့တည်းယူရီပါဒီပြကျမရင်းနဲ့အလှပါကို knowledge sharing မြန်လောက်ပေးနေတယ်အလှပရေးရာဆရာဝန်လည်းဖြစ်တယ်လို့ အမျိုးသမီးကျန်းမာရေးကိုမြေရန်ဘူသူဒ် sharing လုပ်ပေးနေတဲ့ဆရာဝန်လည်းဖြစ်ပါတယ်။တရားစီမှာလက်ရှိကကြတော့သင်တန်းအားနှစ်ခုရှိရယ်ပထမတစ်ခုကကြတော့လူငယ်လေးတွေကို target လုပ်ထားတယ်။အဲတကူရည်တန်ရှင်းရင်းနဲ့အနန္တကင်းစင်ချင်းဆိုတဲ့အကြောင်းလေးပါ။သူတို့ခန္ဓာကိုယ်ကိုအကောင်းကောင်းမွန်မွန်လေးဘယ်လိုထိတ်ခဲလို့မလဲဆိုတဲ့အကြောင်းရယ်ပေါ့။နောက်တစ်ခုကကြတော့ filler အကြောင်းတည်ကောင်းစရာဆိုတဲ့အကြောင်းလေးပါ။အအနေမှာဆိုရင်အမျိုးသမီးတွေကကြတော့လှကျင်ကြတဲ့အချိန်မှာဆရာဝန်နေနဲ့လက်လန်းမမီရဲ့အချိန်ကြတော့ ဆရာဝန်မဟုတ်တဲ့လူတွေနဲ့ထိုးရင်းနဲ့အတန်းအနေရဖြစ်ရတဲ့ခြေနေတိပြီးတော့တောင်းဝန်မယူတဲ့အပိုင်းတွေအများကြီးဖြစ်လာတဲ့အချိန်မှာဘလို့အပယ်နဲ့ဆုံးရှုံးစရာတွေဖြစ်တာတွေများတယ်ဆိုတော့သူတို့လေးတွေကိုဘ ഹു ဒုတာပေးတဲ့အနေနဲ့ဒေါက်တာဖွင့်ပြထားတာဖြစ်ပါတယ်ဒီ class လေးတွေကို join ကျင်တယ်ဆိုရင်တော့ Facebook မှာဒေါက်တာယူရီလို့ရှာလို့ရပါတယ်ပြီးရင် Messenger ကိုတန်သွားပြီးတော့ private class လေးတွေကို join ကျင်လို့ပါလို့ပြောလို့ရပါတယ် ဒီနေ့ဒေါက်တာပြောပြပေးမယ်ပျော်ရွှင်မှု happiness ကကြတော့ဘယ်သူမှတူတူယောက်မှကိုရီစီကနေပြီးခိုးယူသွားလို့မရဘူးကိုကိုယ်တိုင်လုံးဝ solid ဖြစ်နေတဲ့အရာတစ်ခုကိုအကြောင်းပြုပြီးတော့ဒေါက်တာပြောသွားမှာဖြစ်ပါတယ်အဲဒီကြောင့်ငါကြတော့ self nurturing လို့ခေါ်ပါတယ်ကိုယ့်အကိုပြုစုပြုထောင်ခြင်းပေါ့ self nurturing ကိုကျွန်တော်တို့ဒီဘက်မှာတွေးရနိုင်တယ်ဆိုတော့မိဘတွေမိခင်တွေဖြစ်လာတဲ့အချိန်တိုင်းကလေးလေးစမွေးလာပြီဆိုရင်ကိုယ့်ရဲ့ကလေးလေးကိုသူဘယ်လိုလေးသွားနေမလဲသူဘယ်လိုလေးပြောနေမလဲသူဘယ်လိုလေးပြုမှုဆောင်ရွက်နေမလဲအเจ้าမှာဘယ်လိုရှိလဲစိုးရိမ်နေလားကြောင်ကြနေလားဆိုပြီးတော့မိဘတိုင်းကအဲ့လိုမျိုးပူပန်စရာလေးတွေဖြစ်တယ်ပြီးတော့ပြုပြင်ပေးတယ်ကောင်းသောပြောင်းလဲခြင်းဘက်ကိုရအောင်သူတို့လုပ်ပေးကြတယ် အဲ့တော့ကိုကကိုရဲ့ကလေးလေးကိုဒီလိုမျိုးထိန်းချောင်းတလို့မျိုးပဲ self nurturing ကကြတော့ကိုဟာကိုကိုပြန်ပြီးတော့ထိန်းချောင်းတာ nurture ပြန်လုပ်တာဖြစ်ပါတယ်ဒါတို့ဒီအရာကကြောက်တော့တို့နဲ့အရင်စိမ့်တာဖြစ်ပါတယ်အဲအခုမှစပြီးတော့ကိုဟာကို nurture လုပ်ဖို့ဆိုတာတော့ခက်ခဲတယ်အဲ့တော့ကိုယ့်ကိုပြုစုပြောထောင်တာဒီ self nurturing ဘိုင်းကဘာဖြစ်လို့အရင်အရေးကြီးလဲဆိုရင်ကြတော့တို့တို့ဒီအသက်ကြီးလာတဲ့အမြပျော်ရွှင်မှုကအရင်နေပါလာတယ်အတူတပြည့်အသက်25နဲ့30 40ဆိုရင် တာဝန်ယူမှုတွေများလာတယ်၊စိန်ခေါ်မှုတွေများလာတယ်၊စိတ်ပင်ပန်းလာတာတွေများလာတယ်။အဲ့ဒါနဲ့အတူတူခန္ဓာကိုယ်ကြီးရဲ့အကျမ်းမရေးတွေကကျဆင်းလာတယ်။အဲ့တော့တခုခုဆိုရင်ကို emotional ဖြစ်ပြီးဆိုရင်နေ့စိတ်ဓာတ်ပိုင်းဆိုင်ရာလည်းညံပြင်းလိုက်တာဆိုတဲ့ဟာနဲ့တင်တော်တို့အဲ့တခုတွေကိုပဲ focus လုပ်ပြီးတော့ကြီးလို့မရတော့ပါဘူး။အဲ့ချိန်မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာရော body ပိုင်းဆိုင်ရာ physical ပိုင်းဆိုင်ရာရောတို့ရဲ့ spirit ပိုင်းဆိုင်ရာရောအဖတ်ဖတ်ကနေပြီးတော့ကြံ့ခိုင်နေမှာဒါလည်းရင်တို့ရဲ့ emotion တွေအပိုင်းတွေ mental health ပိုင်းတွေကတပြေအကောင်းကောင်းမွန်မွန်နဲ့လမ်းကြောင်းပေါ်ရောက်มาဖြစ်ပါတယ်ဆိုတော့အခုတို့ပြောတဲ့အပိုင်းကကြတော့ជីវွားရေးတိုးတက်ရေးလည်းမဟုတ်ပါဘူးဒါပေမဲ့အာជីវွားကျင်စိတ်ရှိရဲ့တိုးတက်ကျင်စိတ်ရှိတဲ့လူငယ်တွေအတော့ဆိုရင်တော့ဒီ self nurturing ပိုင်းကလုံးဝကို solid ဖြစ်ပြီးပြီးတော့ကိုယ့်ရဲ့လိုရာခရီးကိုဒီတစ်ခုတည်းနဲ့ 刚刚摸摸，我 ဆုံးတိုက်တဲ့ဒီကိုကိုရှောင်းလန်းလို့ရတယ်အရန်ကိုကောင်းမွန်တဲ့ tools တခု ဖြစ်ပါတယ်ဆိုတော့ဒါတို့ဆက်ပြောအောင်အဲ့တော့ကိုယ့်ကိုပြုစုပြိုးထောင်ခြင်းဆိုတဲ့အပိုင်းမှာတော့ဒါ၃ဘိုင်းခွဲပြီးတော့ပြပြထားပါတယ်နံပါတ်၁ဘိုင်းကကျတော့ physical self nurturing ဖြစ်ပါတယ်တို့ခန္ဓာကိုယ်ပေါ့အဲ့တော့ဥပမာအနေနဲ့ဒါပြောရမယ်ဆိုရင်တို့ခီးဝေးကိုတို့ခီးသွားကြမယ်တို့ကားပေါ့ကားဒီတော့ရွေးခန္ဓာကိုယ်ပဲအဲတို့ခန္ဓာကိုယ်ဒီဒီဘဝမှာကကျတော့ဒီခန္ဓာတစ်ခုလွယ်ပဲတို့ပိုင်ဆိုင်ရတာဖြစ်တယ်အဲတော့ဒီကားလေးတစ်စီးကိုပဲတို့ပိုင်ဆိုင်ခွင့်ရရလို့ပဲမှတ်ကြပါပေါ့ အော်ဒီကားကခီးဝေးဝေးဝေးသွားဖို့ဆိုရင်ကားရဲ့ body ကကျွန်တော်တောင်းနေလို့လို့ရတယ်။အဲ့တော့အဲ့ဒီဟာအတွက်တို့ခန္ဓာကိုယ်လည်းတို့ exercise တွေလုပ်ဖို့လို့ရတယ်။ movement တွေ body ကို move လုပ်ဖို့အတွက်အရန်ကိုကိုအရေးကြီးရယ်။ပြီးတော့ကားထဲမှာဆိုရင်လည်းကား engine တွေကောင်းဖို့လို့ရတယ်လေ။ချောစီတွေထည့်ဖို့လို့မယ်။တို့ခန္ဓာကိုယ်မှာဆိုရင်လည်းတို့ရဲ့ဒီ cleanser တွေ၊ urine cleanser တွေကောင်းဖို့အတွက်တို့ဒီကောင်းမွန်တဲ့ nutrition တွေကောင်းမွန်တဲ့ diet တွေနဲ့သွားဖို့အရန်ရည်ကြီးရယ်။ပြီးတော့ ဘယ်အချိန်မှနားရမလဲဆိုတာကိုလည်းပဲနားဖို့တိလို့တယ်တစ်ချိန်လုံးဒီခီးကိုရောက်ဖို့တော့ဒီကားကိုပဲ dot set တွေဆက်မောင်းနေချိန်ကျ heat တက်ပြီးတော့ကားကမကြခင်မှာကြတော့ရက်သွားနိုင်တယ်လူဆိုသည်လည်းဒီတိုင်းပဲ အတခုကောင်းတာကတော့ Dr. Rusi မှာကျွန်တော်24နာရီ24နာရီတရက်တရက်နဲ့ချားထားတာဖြစ်တဲ့အတွက်ဘယ်ချိန်မှာ rest လုပ်ရမယ်ဘယ်ချိန်မှာအိပ်ရမယ်ဘယ်ချိန်မှာလုံးလုံးရမယ်ဆိုတာခွဲထားတော့အားသာချက်ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့သင်ယူရမယ့်အပိုင်းဒီ rest လုပ်ရမယ့်ချိန်မှာ sleep လုပ်ရမယ့်ချိန်မှာအကောင်းဆုံးနားယူတတ်ဖို့ကတော့ကျွန်တော်တို့သင်ယူရမယ့်အပိုင်းဖြစ်ပါတယ်ပြီးတော့နောက်တစ်ခု head care ပေါ့ကျန်းမာရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီသက်ကြီးလာနေမြ regular check up ဆိုတာရန်လိုအပ်တယ်အဲ့တော့ဒီ physical nurturing ကကျွန်တော်တို့ ਨੇ ရင်းနှီးနေတဲ့အရာတွေမဟုတ်ဘူးအဲဒါမဲ့ဒီစကလုံးတွေကတော့အရင်ရင်းနှီးပေးမယ်တကယ်တမ်း live လို ုပ်ဖို့အတွက်ကိုရန်အောင်ခက်ခဲတဲ့ဘိုင်းနေဖြစ်တယ်။ဆိုတော့တို့တို့ရဲ့ကား body ကောင်းနေဖို့အတွက်ကကြောင့်ဒီဘိုင်းကိုတို့တို့စပြီး focus လုပ်တတ်ဖို့လိုတယ်။နောက်တစ်ခုက emotional self nurturing ဘိုင်းကိုပြောထားတာဖြစ်ပါတယ်။ self compassion ဆိုတာအရင်ရေးကြည့်ရယ်တရတို့ဒီသူများတွေကိုပဲအကျဉ်းတာတက်တယ်သူများတွေကိုနာကျင်အောင်မလုပ်တတ်ဘူးဒါပေမဲ့တနည်းတစ်ပုံနဲ့တရတို့ကိုယ့်ဟာကိုအမြန်ကို negative self talk တွေအရင်ပြောနေရမြင်ရတယ် ဘေးပတ်ဝန်းကျင်မှာဘယ်သူမှမရှိရတဲ့အချိန်ကြာကိုယ်စကားနဲ့ကိုယ့်ဟာကိုယ်တော်ခံနိုင်ရင်မရှိရဘူးလို့နေအလောက်ညံ့ပြင်းရသလားအနေဘာဖြစ်လို့အလောက်ဟိုဟာဖြစ်တာလဲ not enough ပေါ့နော်ဒီစကားလုံးလေးရှိရဲဆိုတော့တစ်ခါလေကြာရင်တော့တို့ဒီအဲ့ဒီအတန်တွေကိုယ့်ဟာကိုယ်ရက်တန်း တက်ဖို့လိုတယ်ပြီးတော့ကိုယ့်ဟောက်ကို neutralize လုပ်ပြီးတော့ခလေးလေးတယောက်လိုမျိုးအမေတယောက်ကခလေးတယောက်ကိုကြည့်တယ်လို့မျိုးကိုနူးနူးထွတ်ထွတ်နဲ့ကြည်ပေးဖို့တခါလေးကြာရင်လိုအပ်တဲ့ဒါဒီ emotional nurturing လုပ်တဲ့အပိုင်းဖြစ်ပါတယ်နောက်ပိုင်း stress management အရင်လိုတယ်ဒါတို့ဒီ stress management ကိုပြောတဲ့ပြောတဲ့အချိန်မှာနေဟိုဟာလုပ်ပါဒီဟာလုပ်ပါလို့ပြောရတဲ့အချိန်ကြာရင်တချို့ကိစ္စတွေကလက်ကိုလုပ်ရမယ့်ပိုင်းတွေရှိရတယ်တချို့ကိစ္စတွေကကြာတော့ action အဲတက်တဲ့ရွှေပြီးတော့ heavy ဖြစ်နေကိုယ်စိတ်မထားတတ်တဲ့အပိုင်းလေးရှိရပေါ့အဲ့တော့ကို stress တစ်ခုဖြစ်လာပြီဆိုရင်ကိုယ်ဘယ်အပိုင်းထဲမှာဂျုံဝင်နေလဲဆိုတော့အရင်စပြီး recognize လုပ်ဖို့လိုပါတယ်အဲ့လိုမျိုး recognize လုပ်လိုက်ခြင်းအပြင်တော်တော်ရဲ့ stress management ကိုစဖို့အတွက်ပထမအဦးဆုံးချိန်လန်းအကောင်းဆုံးချိန်လန်းဖြစ်ပါတယ်ပြီးတော့ emotional self nurturing ထဲမှာ social connection အရင်အရေးကြီးရယ် တို့တို့ဒီတယောက်တည်းပိတ်လိုက်ပြီးတော့လုံးဝ independent အဲ့လိုမျိုးနေလို့မရပါဘူးတို့တို့တစ်ခါလေကြာမှာကိုယ်စီမှာမရှိတဲ့ quality တွေကသူများတွေစီမှာရှိနေရမျိုးတွေရှိပါတယ်အဲ့တော့သူများ ਨੇ ပေါင်းစပ်လိုက်တဲ့ချိန်ကျရင် mix လုပ်လိုက်တဲ့ချိန်ကျရင်ဆိုရင်သူများတွေရဲ့အပြောကကူးလာတာသူများတွေရဲ့ idea brainstorming ဖြစ်နေတဲ့ဟာတွေကကောင်းလာတာကိုယ့်ရဲ့ creative အပိုင်းကိုလည်းအများကြီးကိုကိုတိုးတက်စေနိုင်တယ်ကိုယ့်ရဲ့ loving kindness ပိုင်းတွေကိုလည်းအများကြီးတိုးတက်စေနိုင်တာဖြစ်တဲ့အတွက်ကိုချစ်တဲ့လူတွေနဲ့လည်းကိုအမြင်နဲ့ connect လုပ်ဖို့လိုတယ်ကိုယ့်ရဲ့ဘဝရှိရေးအတွက်ကိုယ်ဆက်ခေါ်ပေးနိုင်မဲ့လူတွေနဲ့လည်းကို မြဲတမ်း connect လုပ်ဖို့လိုတယ်ဒီဘိုင်းကကြတော့ emotional self nurturing ဘိုင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ outlet အတွက်ပေါ့နော် ကို hobby လေးတစ်ခုရှိနေရတော့အကောင်းဆုံးဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ mental self nurturing ပိုင်းအရင်ရေးကြည့်ရပိုင်းလူငယ်ပြီးပြီးဒီဒေါက်တာတို့ဒီတစ်ချိန်လုံးကြီးပဲလေဒီ nature တွေ healing တွေဒီပိုင်းနေထဲမှာတို့တို့နေလို့မရအောင်တို့ productivity ဆိုတာတို့အရင်ရေးကြည့်တယ်ဆိုတော့တို့အမြဲ continuous learning ကအမြဲရှိနေရပါမယ် creative ဖြစ်နေရမယ်ကျတော့ကြည့်ချို့ဒီဆိုရင်စာအုပ်တအုပ်ကိုပဲဒီအကြောင်းအရာကိုပဲထပ်ပတ်တလဲလဲဖတ်နေရမျိုးတွေရှိရဲ့အဲ့လိုမျိုးမဟုတ်ပဲねကိုနဲ့ အလလှမ်းမမီတဲ့ဟာတွေကိုစပြီးတော့အဲ့ဒီစာအုပ်တွေကိုစွာဆွဲပြီးတော့ဖတ်ကြည့်ရမျိုးကိုကြီးရဲ့အုံနောက်ကိုနောက်ထပ် transform လုပ်ကြည့်တာမျိုးဒီစာအုပ်လေးတွေနဲ့ကိုယ့်အကကို self help လုပ်လို့ရပါတယ်ပြီးတော့ mindfulness အရင်ရေးကြည့်ရပြီးတော့ self boundary boundary ကို အာဒါတို့ဒီဆက်လုပ်တတ်ဖို့ healthy boundary ကိုဆက်လုပ်တတ်ဖို့ဒါတို့သင်ယူရပါမယ်ပြီးတော့ problem solving skill ကိုစပြီးတော့လိတ်လာပါဒါတို့ဒီပြဿနာတစ်ခုရှိပြီဆိုရင်ငါးကြားမှခက်ခဲလိုက်တာဆိုရယ် vitamin ဆန်းတဲ့နေရတာကစင်မပြေပါဘူးရေရှည်မှာဒါတို့ဒီခီးကိုဝေးဝေးသွားလို့မရပါဘူးကောင်းနေတဲ့လူတွေကလည်းကိုဗီနာကနေဒီပုံစံတိုင်းဆိုရင်ခွာသွားနိုင်ပါတယ်အဲ့တော့ဒါတို့ကအနောက်ကိုဆက်ပြီးတော့ဒီတိုင်းပဲကြည်ပါ observe လုပ်ပါငါဘာဖြစ်နေရလဲဆိုပြီးတော့စပြီးတော့ problem solving လေးစလုပ်တတ်ဖို့လိုပါတယ်ဒီတော့ဒါတို့ခုပြောပြသွားတဲ့အချက်တွေက12ချက်ရှိပါတယ်ဒါတို့မှာ နှစ်အချိန်ရှိပါတယ်တလောက်တစ်ခုပဲသမတ်မတ်လုံနိုင်နေဆိုရင်ဒါတို့12လဆိုရင်ကြာတော့ကိုယ့်ကိုမမမီရလောက်အောင်ဒီကိုကိုလုံးဝပြောင်းလဲနေနေဆိုတာတော့သိကြပါတယ်ဒီ quality လေးတွေနဲ့ပြည့်စုံနေတဲ့လူတစ်ယောက်ဒီဘယ်သူမှကိုယ့်အနိုင်ယူလို့မရပါဘူးကိုယ့်ကို solid ဖြစ်နေရဖြစ်တဲ့အတွက်ကိုယ့်ကိုမြန်ကျင်နေနေတဲ့လူတစ်ယောက်နေနဲ့မြန်ရှိနေမှာဖြစ်ပါတယ်ဆိုတော့ဒါတော့ဒီ video ကအများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်ကဲ video လေးကိုအဆုံးထိကြည့်ပြီးပြီဒါပေမဲ့ဒေါက်တာကိုမေးချင်သေးတယ် skin care အကြောင်းပဲဖြစ်ဖြစ်အရေပြားအကြောင်းပဲဖြစ်ဖြစ် aesthetic treatment အကြောင်းပဲဖြစ်ဖြစ်သုံးမဟုတ်ဒီ video အကြောင်းလေးပဲဖြစ်ဖြစ်တကူးကူးမင်းရှင်းတယ်ဆိုရင်တော့ဒေါက်တာရဲ့ဒီ TikTok မှာဒုတိယအကောင့်ဖြစ်တဲ့ Arx Dr. Yuri Aesthetic ဆိုတဲ့အကောင့်လေးမှာလာမေးလို့ရပါတယ်အဲ့ဒီထဲဝင်သွားပြီးပြီဆိုရင်ကိုကြိုက်နေတဲ့ video အောက်မှာကိုရဲ့မိခွန်းလေးကိုပြည်ပြည်စုံစုံမေးထားတယ်ဆိုရင်ရပါတယ်အာဒီနောက်ပိုင်းကကြတော့ဒီဘက်အကောင့်မှာ Yurian လေးတွေမေးတာတဲ့မိခွန်းလေးတွေအများကြီးတယ် ်ဒါတို့အတက်နိုင်ဆုံးစူးစမ်းပြီးဖြည့်ရဆိုပေမဲ့အလင်းမတင်တာမျိုးလေးရှိတယ်ပြီးတော့ general ကြပြီးရောဖြည့်ပေးရမျိုးလေးတွေရှိတယ်ဘာဖြစ်ဖြစ်လဲဆိုတော့စာလေးတွေကကျတော့တူတူလေးပဲဒေါက်တာတို့ရိုက်လို့ရတာဆိုတော့လေအဲ့တော့ဒေါက်တာတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay urine လေးတွေအတွက်ငါတို့နောက်ထပ် အကောင့်အသစ်တစ်ခုထပ်ဖွင့်မယ်အဲ့ဒီမှာသူတို့မေးချင်တာလေးတွေကိုဒေါ်ရာဗီဒီယိုနဲ့ပြန်ပြီးတော့အဖြေပေးမယ်အဲဆိုရင် short ဆိုရင်တော့1 minutes ပေါ့အာတကယ်လို့ရှည်မယ်ဆိုရင်တော့3 minutes လောက်ထိကိုဒေါ်ရာကဒီလိုမျိုးဗီဒီယိုလေးနဲ့ပြန်ပြီးတော့ reply the comment ဆိုပြီးတော့တသက်ဟိုဘက်အကောင့်လေးမှာဒေါ်ရာဖြည့်ပေးလို့ရမယ်အဲဆိုရင်လည်းပို့ပြီးတော့ details ကြလာမယ်အချိန်ယူပြီးတော့လည်းဒေါ်ရာပြောပေးလို့ရမယ်အဲ့တော့အာဒီလိုမျိုးအမေဖြည့်ခန္ဓာလေးကိုစုထားတဲ့ဒေါက်တာရဲ့အကောင့်အသစ်လေးမှာဆုံမယ်ဒေါက်တာအမြင်နဲ့ အီအကောင့်မှာလည်းမြင်ရှိနေမယ်ယူရီယန်တို့ရဲ့ comment လေးတွေကိုလည်းဒါဒါမြင်အာဖတ်နေမှာဖြစ်တယ်အဲ့တော့အာဒီအကောင့်လေးကိုသွားမယ်ဆိုရင်တော့ပထမနေ့ကကြတော့ search bar မှာ ask dr yuri aesthetic ဆိုပြီးတော့လည်းရှာလို့ရတယ်ဒါဒါရဲ့လွန်ခဲ့တဲ့၄-၅နှစ်ကပုံလေးကိုတင်ထားတာပေါ့နော်အဲ့ဒီတော့ကလေးုပ်လေးပဲရှိသေးတယ်သုံးမဟုတ်အာဒါဒါဒီ post ရအရင်အောက်မှာ first comment အနေနဲ့ dr mention လုပ်ပေးထားမယ် dr yuri ဆိုပြီးတော့အဲ့ဒီဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဟိုဘက်အကောင့်ကိုလည်းတန်းရောက်သွားလိမ့်မယ်ဆိုတော့အဲ့မှာ follow လုပ် ထားပြီးတော့မိခွန်းလေးတွေမိလို့ရမယ်။ကဲဆိုတော့ Ask Dr. Yuri Aesthetic အကောင့်လေးမှာဆုံရမယ်နော်။